အသားတွေလှုပ်ရင်ဘာဖြစ်တတ်တလဲလူတိုင်းသိထားတဲ့နဲ့အသားလှုပ်နေမိ냐အားလုံးမင်္ဂလာပါရှင်လူတိုင်းလူတိုင်းဟာအိမ်မက်တွေမှတ်တာအသားတွေနေရာမျိုးစုံကနေလှုပ်တာကိုတစ်ချိန်မဟုတ်တစ်ချိန်ကြုံမှုကြလေးရှိပါတယ်အဲ့ဒီလိုကြုံလိုက်တာနဲ့တချို့ကဘာနမိ냐လဲဆိုပြီးတော့သိစင်ကြလေးလည်းရှိပါတယ်အသားလှုပ်နေမိဆိုတာကလည်းလူအိမ်ရင်ရှာမတွေ့လို့ရှိတတ်တာမျိုးမို့ရွှေဉဏ်ရှင်ပြိတ်သက်တွေအတွက်အခုပဲအချက်အလက်တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ် ံပါတ်၁ငယ်တဲ့လှုပ်တဲ့အခါမှာမင်းပူဇော်ခံရတတ်ပါတယ်ချစ်ခင်နဲ့မိတ်ဆွေတွေနဲ့တွေ့ရတတ်ပါတယ်နံပါတ်၂လဝဲဥကင်းလှုပ်ရင်တော့သတင်းကောင်းကြားရတတ်ပါတယ်အကြံစီတွေအထမြောက်အောင်မြင်တတ်ပါတယ်နံပါတ်၃လက်ရဥကင်းလှုပ်ရင်တော့လက်ရတတ်ပါတယ်နံပါတ်၄လက်ရအထက်မျက်ခုံးလှုပ်တဲ့အခါမှာတော့လက်လာပါရတတ်ပါတယ်အဆွေခင်မွန်းကောင်းနဲ့ကြုံတွေ့ရတတ်ပါတယ် နံပါတ်5လက်ရအောင်မြေရေခံလုတ်တဲ့အခါမှာတော့သူတစ်ပါးနဲ့ခိုင်ရန်ဖြစ်ပွားအမျက်ဒေါသရှိတတ်ပါတယ်။နောက်တစ်ချက်ကတော့ချစ်သူရရှိတတ်ပြီးတော့မရားလဲရရှိတတ်တယ်လို့ဆိုထားပါတယ်။နံပါတ်6လဝဲအောင်မြေရေခံလုတ်ရင်တော့ငိုရတတ်ပါတယ်။ဆင်းရဲမှုကြုံရတတ်ပါတယ်။နံပါတ်7လက်ရနားလုတ်တဲ့အခါမှာတော့ချမ်းသာပြီးတော့ဒုက္ခရတတ်ပါတယ်။ လဝဲနာလှုပ်တဲ့အခါမှာသူတစ်ပါးနဲ့ခိုက်ရန်ဒေါသဖြစ်ပွားတတ်ပြီးဥစ္စာပစ္စည်းတွေတော့ရရှိတတ်ပါတယ်။နံပါတ်30လက်ရနှကောင်းလှုပ်တဲ့အခါမှာတော့ချစ်ခင်သူများပြီးတော့မိษွေကောင်းရတတ်ပါတယ်။နံပါတ်7ဥပေါင်းလှုပ်ရင်ဒနာစည်းစိမ်တိုးပွားလိမ့်မယ်။နံပါတ်7လက်ရမျက်ခုံးလှုပ်ရင်တော့ငွေကြေးဥစ္စာဒနာပေါ်ကျွေးွားပါလိမ့်မယ်။နံပါတ်7လဝဲမျက်ခုံးလှုပ်ရင်တော့ချစ်သူအဆွေခင်မွန်းနဲ့တွေ့ရမှာသိချပါရည်နံပါတ်14မျက်စိအထက်မျက်ခမ်းသာလှုပ်ရင်တော့ကြံစီသမျှရပါလိမ့်မယ် နံပါတ်5အောက်မြက်ခန်းသားအောက်မြက်ခန်းသားလှုပ်ရင်တော့တောကမျက်ရည်ကျမှာဖြစ်ပါတယ်နံပါတ်6နှာခေါင်းနှာခေါင်းကတော့နှာခေါင်းလှုပ်ရင်လူချစ်လူခင်ပေါ်တတ်ပါတယ်နံပါတ်7လက်ရဘက်နှာခမ်းချစ်ခင်သူနဲ့အတူတကွစကားဆက်မြည်ပြောဆိုရတတ်ပါတယ်နံပါတ်8လက်ဝဲနှာခမ်းမနာလိုသူရှိတတ်ပါတယ်နံပါတ်19မေးပြလှုပ်ရင်တော့အချင်းများတတ်ပါတယ်နံပါတ်20လက်ရနာဆိုရင်မိမယုတ်ကမကောင်းချန်တတ်ပါတယ်နံပါတ်21လေချောင်းလှုပ်ရင်တော့ရွှေငွေလက်လာပါရပါလိမ့်မယ် နံပါတ်22လက်ရပခုံးအဲလက်ရပခုံးလုပ်ရင်တော့အတုံးဆောင်ပေါ်များပါလိမ့်မယ်နံပါတ်23လဝဲပခုံးအစားအစာပေါ်များပါလိမ့်မယ်နံပါတ်24နှလုံးရင်သားနဲ့ချက်တိုင်းလုပ်ရင်တော့အဝိဒ္ဒစာရရပါလိမ့်မယ်25လက်ရလက်ပြင်လုပ်ရင်တော့ခင်ရှားကြော်စုံးမှတည်ထားပါလိမ့်နံပါတ်26လဝဲလက်ပြင်လှုပ်ရင်တော့တပားသူနဲ့အယူကွဲပြီးတော့အချင်းများတက်ပါတယ်။နံပါတ်29ကြောသားလှုပ်ရင်တော့အဝိတ္တစာရီရရှိမှသိချပါတယ်။ နံပါတ်28လက်ရလက်မောင်းလှုပ်ရင်တော့လက်လာပခက်ကြီးကြီးရမှာသိချနေပါတယ်။နံပါတ်29လော်ဝဲလက်မောင်းလှုပ်ရင်တော့မစားဘူးတဲ့အရသာထူးထူးကဲကဲစားရတတ်ပါတယ်။နံပါတ်30လက်ရပဲလက်ဖွာအကြံကောင်းတွေအောင်မြင်အထမြောက်နိုင်မယ်။အကြံကောင်းညံကောင်းတွေလည်းရရှိပါလိမ့်မယ်။37လက်ဝဲလက်ဖွားလှုပ်ရင်စကားကောင်းပြောရလိမ့်မယ်။ချောမောလှပတဲ့ချစ်ပူရရှိပါလိမ့်မယ်။32ကာယလှုပ်ရင်တော့ ရှစ်သူမရဥစ္စာကျဲနာပျက်စီးတတ်ပါတယ်။နံပါတ်33လက်ရတင်ပါယောက်ျားချင်းဘေးဥပက်ဖြစ်တတ်ပါတယ်။34လက်ဝဲတင်ပါဆိုရင်တော့ရန်သူကိုအနိုင်ရပါလိမ့်မယ်။နံပါတ်35ပေါင်လုံးပဲဆိုရင်တော့ချစ်သူနဲ့တွေ့ဆုံရပါလိမ့်မယ်။နံပါတ်36လက်မဆက်လှုပ်ရင်တခိုးခိုးခံရတတ်ပါတယ်။39လက်ရမျက်တောင်လှုပ်ရင်တော့အချွေရန်ကြေးကြုံရလိမ့်မယ်။နံပါတ်38လက်ရနံပါ1ပြင်းသားလှုပ်ရင်တော့အစားအစာတွေပေါပေါများများရလိမ့်မယ်။ နံပါတ်39လက်ဝဲနံပါတ်1ပြင်းသားလှုပ်ရင်တော့လက်ကြီးရပါလိမ့်မယ်။နံပါတ်40လက်ရဘက်ရင်သားလှုပ်ရင်တော့ဖြူစင်တဲ့ငွေကြေးတွေရနိုင်လိမ့်မယ်လို့ဆိုထားပါတယ်။နံပါတ်41လက်ဝဲရင်သားလှုပ်ရင်တော့စိတ်ပူရလိမ့်မယ်။နံပါတ်42လက်ရသားမြတ်လှုပ်ရင်တော့ကြည်ပြတ်တဲ့မိတ်ဆွေတွေရလိမ့်မယ်။နံပါတ်43လက်ဝဲသားမြတ်လှုပ်မယ်ဆိုရင်တော့စင်းစရားနိုင်တဲ့ခြေကြုံကိုရလိမ့်မယ်လို့ရေးသားထားတာမို့ရှင်ညာရှင်ပြိတ်သက်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။